အန်ယူဂျီနဲ့တိုင်းသားတွေစီလုံးညီညွတ်မှုအရေးအတွက်အန်ယူဂျီစ조사သလားဘို့ကြောင့်ထုံးမြနိုင်အင်တာဗျူးကျွန်တော်ဒီကနေ့နားထောင်လိုက်ရတယ်အန်ယူဂျီ조사ပါတယ်အန်ယူဂျီကစာရင်းသားတွေကိုပါဝင်အောင်မစီလုံးနိုင်ဘူးဆိုတော့ပြောကြချက်ကတော့အကုန်လုံးတော့မမှန်ဘူးဗျသူစီလုံးဖို့조사တယ်သူရဲ့စီလုံးမှုမအောင်မြင်တာကကံကံရဲ့အကျိုးလဲပါတယ်ဗျကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံ ျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတခြားမှာပေါ့နော်ဗမာအချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအတန်လိုက်ပြီးမှစီယုံကြပြီတိုင်းရင်းသားတွေကလည်းအာဟုတ်တယ်ဒါဘုံရန်သူစစ်တပ်ကိုချရမယ်ဆိုပြီးပါတော့တယ်ပါတော့ပြီးမှခဏနေလမ်းဆုံးတော့သမင်းဝိုင်းမှာဘူကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ်အဲအလုတ်ကမားလာခေါ်တယ်လို့မျိုးခေါ်ပြီးမှသမင်းစားမဲ့နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကားပြီးပြောရင်အဲ့လိုမျိုးဆိုတော့ အခုအချိန်မှာကြတော့သူ့နောက်ကိုအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်တော့ရင်ငါပဲဟိုဟာပေါ့ဘိုက်ကြီးပြီးကြံခဲ့မှာဟုတ်လားအဲ့လိုမျိုးတန်တရားတွေဒွိဟားတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်ကရှိကနေလုတ်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမားတွေစေတနာမမှန်မှုတွေကြောင့်ယုံကြည်မှုတည်ဆောက်ရတာအခက်အခဲရှိတယ်ဒီဟာအခက်အခဲကြောင့်ငါတို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူး ဒီဟာတွေကိုကျွန်တော်တို့ကတိပြီဆိုရင်ငါတို့ကအရင်လိုမျိုးလှုပ်လို့တော့မရဘူးဂတိတစ္ဆာရှိရမယ်ဘာမိအသိကံအကျိုးပေးကြောင်ကံကံကြီးအကျိုးဒါလေးတုံးတစ်ချက်ပါမှာဖြစ်တယ်လို့ဒီကနေ့ဆက်ထောင်နိုင်ကြီးတွေအများပြဖမ်းမိတယ်လို့လေးကိကောမျိုးသိပုဖက်စစ်တပ်စစ်ကြောင်း၅ကြောင်း ਨੇ ကြိုးစားနေတယ်ဒီအခြေအနေတွေရှိတယ်လို့ထိုင်းနိုင်ငံတော့ရောက်အလုံးလောက်ကနေရက် သူတွေအတွက်ထုတ်ပေးတဲ့ပိုင်းအောင်ကတ် CI ကနေ passport ပြောင်းတဲ့ကိစ္စတွေပြဿနာတက်နေပါတယ်ဒီအကြောင်းအရာတွေတင်ပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘုဒ္ဓထုံးမြန်နိုင်ရဲ့အေယာဝတီကွန်ဆွန်တဲ့အင်တာဗျူးလေးကိုအရင်သုံးသပ်ချရအောင်ဆိုတော့ဘုဒ္ဓထုံးမြန်နိုင်ရဲ့အေယာဝတီကွန်ဆွန်အင်တာဗျူးမှာ အန်ယူဂျီဟာဒိုင်းသားတွေနဲ့စီးလုံးမှုစီးလုံးမှုစ조사သလားဆိုတော့조사ပါတယ်ဒါပေမဲ့ကံကံဤအကျိုးကြောင့်သူ့နောက်မလိုက်ရဲဘူးတဲ့သူ့နောက်လိုက်လို့ဘိုက်တလုံးကြံခဲ့ရင်ပြဿနာတွေတက်ကုန်မယ်ဆိုတာမျိုးလေးပြောတဲ့အချက်ကိုတွေ့ရပါတယ်ဟုတ်ပြီဒီရဲ့နောက်ထပ်စင်ပွားစရာအတွေးတွေအများကြီးရှိပါတယ်ဒါလေးကိုကျွန်တော်ဒုတိယပိုင်းမှာပြောမယ်ဒီကနေ့ကတော့မြေပြင်လက်ရှိအခြေအနေတွေကိုတိုက်ပွဲစစ်ပွဲသတင်းနဲ့ပြည်သူလူထုအပေါင်း ဂယုစိုက်ရမယ်တည်င်းတွေကြိုတင်ပြဆင်းရမယ်တည်င်းတွေကိုကျွန်တော်ပြောကြရအောင်ဆိုတော့ဒီကနေ့မှာတော့ထိုင်းနိုင်ငံမှာ CI စာအုပ်ဆိုတဲ့နိုင်ငံသားအတိမတ်ပြုလက်မှတ်စာအုပ်ထုတ်ပေးတယ်ထုတ်ပေးတယ်ထိုင်းနိုင်ငံအစိုးရကပိုင်းအောင်ကက်ဝက်ပါမစ် CI နဲ့အလုံးလုံးခွင့်ပြုတယ်သွာလာခွင့်ပြုတယ်ဒါကိုထပ်ပြီးတော့ CI ကနေ passport ပြောင်းနေလုပ်ငန်းစဉ်ရှိတယ် အဲ့လိုငန်းစင်ကငွေကုန်ကြေးကြလည်းမများဘူးမှတ်ပုံတင်တဲ့တကောင်သိရှိပြောင်းလို့ရတယ်ဒါပေမဲ့အဲ့ဒီ CI ကနေ passport ပြောင်းပြီးတခါလနိုင်ငံရဲ့ခြောက်ကိုထွက်ခွာသွားတဲ့လူတွေရှိတယ်ဆိုတော့တန်တရားနဲ့မင်းအောင်ဂျမဘတ်စစ်တပ်ဟာရေကောက်ပွဲမစခင်မှာပဲလက်စွမ်းပြပါတယ်အဲ့တော့ passport ပြောင်းပြီးရင်ထိုင်းနိုင်ငံအုံကြီးဆိုတော့တစိမ့်တုံးထုတ်ပေးတာတွေ့ရတယ် ထိုင်းနိုင်ငံနဲ့မြန်မာပြည်အတွင်းကျန်တဲ့ဒီ passport သုံးခွင့်မပြုတ်ဆိုတဲ့ပုံစံမျိုးနဲ့ပတ်သက်ပြီးဒီကနေ့ passport for job passport for thailand only ဆိုတဲ့တစိတုံးထုတ်ပါတယ်အဲ့တော့တခြားနိုင်ငံကိုထွက်မယ်ဆိုရင်တော့အဆင်မပြေတော့ဘူးထိုင်းနိုင်ငံထဲမှာအလုံးလုံးမယ်နေမယ်ဆိုရင်တော့အဆင်ပြေပါတယ်ထိုင်းနိုင်ငံမှာအလုံးလုံးတဲ့လူတွေအနေနဲ့ကတော့အဲဘာမှပြဿနာမရှိဘူးအဲ့ဒီ စာအုပ်ကို CI ကိုယူပြီး passport ပြောင်းပြီးတတိယနိုင်ငံထွက်ပြေးမဲ့လူတွေအတွက်တော့ပြဿနာရှိပါတယ်နော်အဲ့တော့အဲ့ဒီနေရာမှာနှစ်ခုရှိတယ်ပေါ့နော်ဆိုတော့တချို့ကလည်းအဲလုံးလို့မရဘူးဆိုတာမျိုးပြောတယ်တချို့ကလည်းအဲဒါဖြစ်ဖြစ်နိုင်လုံးလို့ရတယ်ထိုင်းနိုင်ငံခွင့်ပြုရင်လုံးလို့ရတယ်ဆိုတာမျိုးပြောပါတယ်အဲ့တော့တချို့ဝေမန်း ချက်ဒီထဲမှာတန်ယုံတော်တရားဝင်မဖွင့်နိုင်ပဲကိုယ်စလဲယုံပုံစံလုပ်ပြီးအထင်ကြီးအောင်လုပ်နေတဲ့သူတွေပြောကြတာပေါ့ဗျာတဲ့ passport for thailand only ရေးတာနိုင်ငံကဥပဒေကတရားမဝင်ဘူးဒီစကားကိုကြည့်မယ်ဆိုရင်လည်းအရင်ကအာနာသိန်းတာတရားမဝင်ဘူး82နှစ်ကြီးစောင့်ဆိုတာမျိုးပြောတာနဲ့တပုံစံနေပြီတကယ်တမ်းလုပ်လို့ရသလားမရဘူးလား CI ကနေ passport ပြောင်းလာတဲ့တီးတဲ့နံပါတ်ကိုနေပြီးတော့က revoke လုပ်ပါတယ် revoke REVOK revoke လို့ပြီးနိုင်ငံတကာမှာစကံဖတ်လို့မရအောင်ပိတ်ထားလိုက်လို့ရပါတယ်။အဲ့ဒီ passport နံပါတ်၄ကို Thai Immigration ရဲ့ database ထဲထည့်ထားလိုက်တာနဲ့ passport တွေကမြန်မာနဲ့ထိုင်ကြပဲသွားလာလို့ရတော့မှာ။နိုင်ငံတကာရဲ့အချုပ်အခြာအာဏာနိုင်ငံသဘောတူညီချက်နှီးပညာ database ချိတ်ဆက်မှုအပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့အစည်းကိစ္စတွေပါထပ်ပြီးရှင်းလင်းပြရရင်ပိုတိကျမယ်ဒီမှာလေဆိုရဲ စီရင်ကနေ PG ပြောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတဘောရတွေအများပြထွက်ပါတယ်။အဲဆိုတော့မလာဖက်စတာဟာရွေးကောက်ပွဲမတိုင်ခင်မှာလေနိုင်ငံရေးစီးရေးနိုင်ငံကရေးတွေကိုဖိဖိစီးစီးကန့်တွဲလာသလိုရွေးကောက်ပွဲပြီးလို့တရားဝင်အစိုးရဆိုပြီးသူကသူလုပ်ရင်သူကသူကြေညာရင်တော့ဒီထက်ပုံမတင်းကျပ်တဲ့အခြေအနေတွေကိုတော့ရင်ဆိုင်ရမယ်။ အခုညီမပြည်တွင်းမှာအင်တာနက်သုံးဆွဲမှုမရသလောက်အခြေအနေဖြစ်သွားပြီရတဲ့လူတွေတွေရနေတယ်တပတ်မှာ NUG ဆိုရဲထိန်းချုပ်နေပြီပါဆိုတဲ့နေမီဒီမှာလည်းအင်တာနက်အသုံးပြုခွင့်မပေးတော့အဲ့တော့ဒီသူလူလူကတော့ကျွမ်းတကောင်ကြားတဲ့ကမီစာပင်လို့ပဲပြောမလားအနည်းအဆားအရန်ချက်နေတဲ့အခြေအနေဖြစ်နေအဲ့ဒီစစ်ပွဲကိုပြီးပြီးစီဂျင်းနေကြားတဲ့သဘောထားနေတွေ့ရတယ် အဲ့တော့တော်လိုင်းရင်အားစုတွေဘက်ကတော့စပွဲကိုပြီးကျင်ပါတယ်ဘုသောဖတ်စစ်တပ်အနိုင်ရယူပြီးမှသာလေဒီစပွဲကိုပြီးဆုံးမယ်ဆိုတော့စုံဖြတ်ချက်နဲ့တွားကြတယ်တပတ်မှာတာမန်ပြည်သူပေါ့နိုင်ငံရေးတော်လိုင်းစိတ်ဝင်စားတဲ့ပြည်သူတွေကတော့မြန်မြန်ပြီးကြတော့ပါတော့နိုင်တဲ့ဂျင်းတဲ့လူနိုင်ကြပါတော့အုတ်ချုပ်ချင်တဲ့လူအုတ်ချုပ်ကြပါတော့ဆိုတာမျိုးတွေလည်းကြားရတယ်တဖြည်းဖြည်းနဲ့တော့ ငါနှစ်ပြင်းမြောင်တော့မဲ့ကာလနောက်ထပ်၄လဆိုရင်ငါနှစ်ပြီးပြီအခုဆယ်လပိုင်းစတိစနစ်တနှစ်ဖေဖော်ဝါရီနောက်ထပ်2026ဖေဖော်ဝါရီတည်းဆိုငါနှစ်ပြီးပြီငါနှစ်အပြည့်ရွေးကောက်ပွဲမလုပ်ခင်မှာဒေါ်လာဟင်းတရီကထူရီထိုးစင်တဲ့နေပြည်တော်ကိုဝင်တိုက်နိုင်တဲ့အခြေအနေမျိုးချိတ်ချောက်နိုင်တဲ့အခြေအနေမျိုးရောက်ရင်တော့ ်ခြေနေတွေအကုန်လုံးပြောင်းပြန်ဖြစ်သွားနိုင်ဆိုတော့နိုင်ငံကြီးတော်လှန်ရေးဆိုတာကလည်းမျက်စိတမိလက်တပြဲပြအများကြီးပြောင်းလဲနိုင်တယ်ချော့တော့တွက်ကြတယ်တိုင်းပြည်နဲ့လူလူကန့်ကြမှာရှိပါတယ်တချို့တော်လှန်ရေးနိုင်ငံကြီးနဲ့ပတ်သက်ပြီးအလူငွေခိုးတာတွေဘာတွေညာတွေရှုပ်ချက်ခတ်နေတာကြောင့်ပြည်သူလူလူကစိတ်ပြက်နေကြတော့အမှန်ပဲဘယ်လိုမျိုးမိမိမှုပြဘုရုပ်ထင်မြင်နိုင်ပြောသလိုပဲအတိတ်ကံကံရဲ့အကျိုးအတိတ်ကမိမိပြုမှုခဲ့တဲ့အကျိုးဆက်တွေဟာအခုလာပြီး တိုက်အတိတ်ပြစ်ဆုံးပဲအနာဂတ်ရှောင်ဝဲလူမြာဆိုတော့ဌာနနိုင်ငံရဲ့ဗီဇာပတ်စပို့ကိစ္စအပြီးမှာကျွန်တော်တို့ဒီနေ့ရှမ်းပြည်နယ်မှာတရားနယ်တိုက်ပတ်တယ်ကြောက်မဲလို့တီဘောလို့မှာထုံလိုက်ရည်အများကြီးနေဆယ်ဦးတော့နေဒီဆယ်ဦးတွေဟာဒီဆယ်ဦးอ่ะနော်ဘယ်လိုပုံစံလဲဆိုတော့လက်ဖက်ရည်ဆိုင် လမ်းဘေးကွန်းရဆိုင်လူချင်းတွေ့လို့ရတဲ့နေရာမှာတွေ့တယ်။သူနဲ့တူသတင်းပေးတယ်စစ်တပ်ကစစ်တပ်ကို online ကနေ Viber, Facebook, WeChat, Telegram တွေကသတင်းပေးမှုတယ်။သူတို့တွေဟာနော်တတိပုံစံတတောင်းစားပုံစံခီးသွွားပုံစံပုံစံအမျိုးမျိုးနဲ့ဝင်ရောက်ထောက်လန်းနေတွေ့ရတယ်။ရန်ကုန်မှာလည်းမြို့ပြ UG တွေတဲမှာ အတွင်ယူထားတဲ့မျိုးပြပြောင်ကြားတပ်ဖွဲ့အတုတွေအများကြီးရှိပြောချင်တာကစစ်တပ်ဟာကျွန်တော်တို့အတွင်ယူထောက်လန်းတာတွေချိုးဝဲစေလွတ်တာတွေနဲ့ပတ်သက်ပြီးခိုင်ခိုင်မာမာကိုလုပ်ထားတယ်ချိုးရောင်တော်လိုင်းရဲ့အပြီးမှာဆိုရင်တန်ခါကြားတဲ့ကိုထောက်လန်းကြီးတွေထက်ခင်ညွန့်ကတစ်နည်းတကျစီမံနှစ်20လောက်ကြာလာတော့အဲ့ဖုန်ကြီးတွေကအเจ้าနိုင်ဆရာတော်ကြီးနာမည်ကြီးတာတွေဖြစ်ပြီးစစ်တပ်ကို စစ်တပ်ကနောက်ကနေစနစ်တကျ line ချနေတာရှိဟုတ်ပြီဒီစစ်တပ်ကိုနိုင်အောင်လုပ်ကြရမယ်မနိုင်လို့မရဘူးမနိုင်ရင်တော့တော်တော်ဆိုးတဲ့အခြေအနေကိုရင်ဆိုင်ရမယ်အဲ့တော့ဒါပေမဲ့ပြည်သူ့ပြည်ထောင်စုတပ်တွေကဒရဆက်တော့တိုက်ပွဲဝင်နေတဲ့ရသလောက်တိုက်နေတယ်။အဲဒီနောက်ပိုင်းကာလမှာဆိုရင်တော့ကျွန်တော်တို့စကိုင်းတိုင်း6မှတိုက်ပွဲအောင်ပွဲရခဲ့တယ်။ခင်ဦးတိုက်ပွဲ ။တကယ်နဲ့ခင်ဦးရွှေဘူးအဆက်မှဖြစ်တဲ့တိုက်ပွဲ။ blind တွေအနိုင်ရတယ်။တလောကဗမောက်တိုက်ပွဲ blind တွေအနိုင်ရတယ်။ဒီကနေ့ 6K ကောစစ်ကြောင်း9ကြောင်းနဲ့ဖက်စစ်တပ်ဟာ BGF ဗိုတင်ဝင်းဗိုမုတ်တုံတို့ဥဆောင်နေစစ်ကြောင်း9ကြောင်းစစ်တပ်က3ကြောင်းလူပေါင်းယာနဲ့ချီနေ။လေကိကောမြို့ကလက်ရှိကင်းပြီးနေထုံးစစ်စင်နေ။လေကိကောကိုဖျက်ပြီးမှဟိုဘက်ဥကိထားတို့ဝေါ်နေတို့ဘီဝါကုန်းတွေကိုသူကာဗာလုံးနေ။ ဒီ internet တိုက်ပွဲတွေဖြစ်နေတဲ့အလောင်းတွေပုံထက်နေတယ်။ကောင်းမလို့တော့မရှိဘူး။ပုံထက်နေတဲ့အလောင်းတွေကပြည်သူစစ်တယ်။စေးကြောင်ကြောင်ပြီးတော့ဇွန်ဘီတို့ပဲဘာအသိစိတ်တတ်မှမရှိပဲခြေတန်းတက်အသိခိုင်းအသိခံခိုင်းနေကြတယ်။ဒီချိန်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လေ့လာကြည့်တော့စကိုင်းတိုင်းချောင်းမတိုက်ပွဲမှာဆိုရင်ပြပြတသအောင်ပွဲရတယ်။စကိုင်းတိုင်းခင်ဦးရွှေဘုံနယ်စပ်မှာဆိုရင်ပြပြတသအောင်ပွဲရတယ်။ ဗမောက်တိုက်ဗမောက်တိုက်ပွဲမှာလည်းပြည့်ပြည့်စုံစုံအောင်ဝေးရတယ်။ဒါကတော်လိုင်းကြီးပြန်လေဥမှုနိုင်မှုနိုင်ငံတော်ဆိုင်ရာအထွေထွေထိုးစစ်ကြီးဖြစ်ပေါ်လိုက်ဟိုထိုးစစ်ဆင်နိုင်မှုကနကအဖွင့်လို့တော့ကျွန်တော်တို့ညှော်လင်းမိတယ်ကျွန်တော်ညှော်လင်းတယ်ပြည်သူကလည်းညှော်လင်းနေပြီလို့ယုံကြည်တယ်အဲ့တော့ဒီကနေ့ဆိုရင်ဇိုင်းနန်ခင်ဦးမှာတိုက်ပွဲဝင်နေနေရပါခွေးတွေဝတ်တည်သေးတယ်အချမ်းဆက်စစ်တဲ့အလောင်းတွေလာမကောက်နိုင်မီးတချို့နိုင်မယ်လမ်းမမှာပစ်ထားတာပလတ် ပလဲပြီးတော့ပုတ်ဆော်တော့နာနေဒါတွေကိုတလိုင်းအင်အားစုတွေကနေမီရှင်းလေးရလို့ရင်းနဲ့အာဒီအလောင်းတွေကိုမြေမြုပ်တချို့ပေးခဲ့ပါတယ်ဒုတိယဘုံမူကြီးအဆင့်ဘုံကြီးအဆင့်ပါဝင်အလောင်းအမြတ်အများမြေမြုပ်ပေးခဲ့ရပါတယ်ဆိုတော့စစ်တပ်ကိုမြေမြုပ်ပေးတော့မယ်မြေမြုပ်တင်းကျုံဖြစ်မယ်ဖက်စစ်စစ်တပ်ကိုမြေမြုပ်တင်းကျုံဖြစ်မယ်ဆိုတော့ ်ပေါ့နမိတ်ဆောင်တယ်လို့အကြံကြီးယူဆမိရပါတယ်။တဝန်ကြီးကအောင်ွက်တဲ့ပြန်လဲဥမော်လာနေပြီဆိုတော့အချက်ခက်ခဲမှမှလက်ထဲကင်ပြပြီးပြီဖြစ်ပါတယ်။20 20ကွန်ဒေါ်လာကြီးဒုတိယ line ပြီးပြီးနောက်ကျွန်တော်တို့ဘတ်စစ်တက်ရဲ့တရဆက်စစ်စစ်မှုပြည်သူစစ်တွေနဲ့ပတ်သက်ပြီးဘော်ဒါဆွဲလူသားတိုင်းလောက်တာတွေနဲ့ပတ်သက်ပြီးအမျိုးမျိုးရင်ဆိုင်နေရတယ် တော်လိုင်းအင်အားစုတွေထဲမှာအင်မတန်စိုးရိမ်စရာတွေဖြစ်နေဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့နိုင်ငံတိုက်ပွဲတွေလေးမျက်နှာတိုက်ပွဲတွေဗမောက်တိုက်ပွဲတွေခင်ဦးတိုက်ပွဲတွေချောင်းမတိုက်ပွဲတွေနဲ့တော်လိုင်းရာပြန်လေကောင်းထောက်ထွက်လာကျွန်တော်မြေနဲ့ပြောပါတယ်မင်းအောင်မိုင်ဟာတော်လိုင်းရေးကိုရက်တန့်အောင်တော့မစွမ်းဆောင်နိုင်တော့ပါသို့တော်အချိန်ဆွဲပြူပါရကြည်ဖြုံးလူဖြုံး ချွေစစ်ပုံစံတော့သူလုံနေနိုင်တယ်ဆိုတော့မျိုးတော့ကျွန်တော်တို့တွေ့ရပါတယ်။ဒါကိုရှောင်ပြီးတော့ခန်းစစ်ရှင်နဲ့ဂျူဝါမြောက်ပြန်ပြီးစစ်ကစားနိုင်ရင်တော့ကျွန်တော်တို့တော်လိုင်းကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လက်နက်ကင်တိုက်ပွဲကြီးဟာပြန်လေဥမော့လာမှာဖြစ်ပါတယ်။တပတ်မှာနိုင်ငံရေးတိုက်ပွဲဥပဒေတွင်တိုက်ပွဲအဆရှိတဲ့တိုက်ပွဲတွေကိုပြန်လေဆင်နွှဲဖို့ကျွန်တော်တို့မြူသားညီညီအစိုးရနဲ့ဖန်ရီစင်တွေကတော့ อืม project ပေါင်း30 40လောက်နဲ့စီးနေရှင်းနေကြပါတယ်ဒါတစ်ဖက်ထားလိုက်မပြောတော့ဘူးအဲ့တော့ဒီကနေ့မြို့သားညီတို့ရေးအစိုးရနဲ့ပတ်သက်ပြီးအရကတ်တော်ဤဘုချုပ်ထွန်းမြက်နိုင်ရဲ့ interview လေးကိုကျွန်တော်နားထောင်ပါတစ်ဖက်လေးပါအီယာရီကိုအောင်စုံနဲ့ interview ရတဲ့မှာကိုအောင်စုံကမေးတယ်တင်ပါလေဘုချုပ်ခင်ဗျားတဲ့အန်ယူဂျီအတိုင်းသားတွေနဲ့ပူပေါင်းဆောင်ရွက်ဖို့တပ်ပေါင်းစုဖွဲ့ဖို့အစရှိတဲ့တိုက်ပွဲဝင်ဖို့မစီလုံးဘူးလားတဲ့မစီလုံးဘူးလား ဘလို့ထုံးမြင်နိုင်အယိုးယူအလွန်ယိုးရှင်းစွာဖြေချပါတယ်။အန်ယူဂျီအားတဲ့တိုင်းသားတွေကိုမစည်းလုံးဘူးလားဆိုတော့ဒီစကားတော့မှားပါတယ်။သူစည်းလုံးပါတယ်။စည်းလဲစည်းယုံပါတယ်။ညှိနှိုင်းပါတယ်ပေါ့။သို့တော်တဲ့ကံကံဤအကျိုးပြားတယ်။ဟာအတိတ်ကလုတ်ခဲ့တဲ့ဟာတွေကအခုလာအကျိုးပေးနေတာဟာတွေ။လွန်ခဲ့သောကာလတွေမှာမြန်မာဗမာနိုင်ငံရေးသမားတွေကဂရိမတီခဲ့တာတွေကြောင့် အုတ်တိုင်းသားတွေကသိမယုံကြည်ဘူးဆိုတဲ့အခြေအနေမျိုးကိုဘုရားထွန်းနိုင်ဟာပညာသားပါပါလစ်ပြလိုက်တယ်လို့ဗမာဗမာချင်းရန်ဖြစ်ရင်တိုင်းသားတွေကိုအပြေးလွားခေါ်ပြီးရင်ဖုတ်ဖက်ကထွက်သွားကြတဲ့အရင်ကာလကအခြေအနေတွေကိုလည်းတိုင်းသားတွေဟာစိုးရိမ်နေရပါတယ်။နောက်ပြီးတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်မှာအာဂတ်တတော် EE နဲ့ပတ်သက်ပြီးတော့ ပြုတ်မှုခဲ့တဲ့ကိစ္စတွေရဲ့အတိတ်ကံလို့သူကပြောချင်တာလို့လည်းကျွန်တော်ထင်ပါတယ်။နောက်တစ်ချက်ကကျွန်တော်တို့ကရင်နေမြေမှာကရင်ရဲ့အဲ့တော့ကင်းယူဥက္ကဋ္ဌကြီးဗိုလ်ချုပ်မြတ်တယ်ပါတယ်။သူပြောခဲ့တာမင်းတို့ဗမာတွေက Federal Federal ပြောပြီးတော့ငါတို့နဲ့မင်းတို့နဲ့လှုပ်ကြကုန်းယုံလို့ကြပြီးတော့မင်းတို့ကအမေရိကန်ထွက်သွားတော့ငါတို့မှာတန်နိုင်ကြီးဆိုတာမျိုးတွေကြားဘူးပါတယ်။ဂရိတ္တစာတည်တော့ခါနွယ်မြတ်တစ်ပိစေဘဝင်ဤ ဂရိသစ္စာမတီးကြည်ရင်တော့ဘယ်သူမှယုံမှာမဟုတ်ပါဘူးစက်ကတွေးတဲ့အတိုင်းပါဇက်ကပြောပါဇက်ကပြောတဲ့အတိုင်းလက်တွေ့လုပ်ဒါဗုဒ္ဓဟောတဲ့တရားမလုံနိုင်မပြောနဲ့ဒီလိုအခြေခံကျင့်ဝင်လေးတွေကိုတော့ကျွန်တော်တို့ဗမာနိုင်ငံကြီးတမားတွေဂရိတီဖို့လိုအပ်ပြီလို့ကျွန်တော်ယူဆပါတယ်တစ်ဖြတ်ထပ်ပြီးတော့ကျွန်တော်တင်ပြချင်တာကဘုရုထုံးမြတ်နိုင်ပြောရတဲ့မှာ NUG ကိုကျွန်တော်တို့ကုညီချင်ပါတယ်ကုလေးကုညီချင် ဒါပေမဲ့သူတို့နောက်တိတ်မလိုက်ရဘူးတဲ့ဘိုက်တလုံးနဲ့ကြံခဲ့မှာဆိုလို့ဆိုဒီစကားချက်ကိုကြည်ချင်းအဖြစ် NUG တွေက NLD အငွေ့သက်တွေကိုတိုင်းသားတွေကစိုးရိမ်နေပုံရတယ်ဆိုတဲ့သုံးသက်ချက်တွေ့ရပါတယ်ကျွန်တော်ဒီသတင်းပြောနေစဉ်တွေ့မှာပဲလက်နက်ကြီးတန်းတွေတပြောင်ပြောင်ချားနေရပါတယ်ဒီမီနဲ့လေကိကောတိုက်ပွဲလေးဖြစ်ထန်နေပါတယ်ဆိုအာဂတ်တော်အေဘူချုပ်ထွန်းမြင့်နိုင်ရဲ့ကံကံဤအကျိုးဆိုတဲ့စကားကိုကျွန်တော်စဉ်းစားရင်း လူတယောက်ဟာကိုစိုက်ပြိုးတာကိုရင်တင်ရပါလားအတိတ်ကပြုတ်ခဲ့တဲ့ကံလက်ရှိပြစ်ဆုံးပံမှာရက်တည်တဲ့ပုံစံနဲ့အနာဂတ်ဟာလှမ်းပြီးတွက်ကြည့်လို့ရတဲ့အခြေအနေမျိုးကိုတော့နိုင်ငံရေးသမားတွေဗမာနိုင်ငံရေးသမားတွေသဘောပေါက်ကြဖို့လိုတယ်အတိတ်မှာလဲမှားခဲ့ကြတယ်ဒါကိုလဲဝင်မခံပြစ်ဆုံးပံမှာလဲထပ်မှားနေဦးမယ်ဒါဆိုရင်တော့အနာဂတ်မှာ ခမားတို့ဘလုံညီညူရေးမတီဆောက်လို့ရမှာမဟုတ်ဘူးလို့ပြောချင်ပါတယ်စစ်နိုင်တိုက်မယ်ဆိုညီညူရေးနဲ့တပ်ပေါင်းစုမတီဆောက်ဘဲနဲ့စစ်နိုင်စစ်နိုင်ခြင်းရင်နံပါတ်1ရိုးသားရမယ်နံပါတ်2ညီညူရေးတပ်ပေါင်းစုတီဆောက်ရမယ်နံပါတ်3တော်လိုင်းရေးကိုတော်လိုင်းရေးနဲ့တူအောင်လုံမှရပါမယ် አለው ጄዙ ጭምር።